မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အများဆုံးတစ်သေးဖြစ်နည်းအခန်း89ဘသူအကြီးအကဲဖြစ်နိုင်သလဲအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်ကဘာဂျော်ဖို့မော်တော်ကားကုမ္ပဏီတစ်သေးကြီးဟင်နရီဖို့ဒီတကြိမ်မဟုတ်တကြိမ်ဆိုသလိုဘသူအကြီးအကဲဖြစ်နိုင်သလဲဟူသောမေးခွန်းကို မေးလိရှိ၏ ဒီမေကုံးက၄ယောက်တွဲတခြင်းဆိုတာမှာတန်မြင့်နဲ့ဘသူဆိုမှလဲလို့မေးတဲ့မေကုံးလိုပဲဟုသူကပြောသည်ထို့နောက်တန်မြင့်နဲ့ဆိုနိုင်တဲ့လူကဆိုမှပေါ့ဟု၍သူကပဲပြန်ဖြေသည်ဘသူကောင်းဆောင်ဖြစ်နိုင်တယ်လေဒါမှမဟုတ်သမရတာဝင်ကိုဘသူယူနိုင်တယ်လေ ါမှမဟုတ်တကားဆောင်တာဝန်ကိုဘသူယူနိုင်တယ်လဲအစရှိသည့်မေကွန်များဤအဖြစ်သည်တက်ဆိုင်ရာအလုတ်တာဝန်အတွက်ဘသူကအရေးချင်း အပြည့်စုံလဲဟူသောအချက်ပေါ်တွင်တည်နေသည်လောကတွင်မြည်သူမြမွေးရပါကောင်းဆောင်ဟူ၍မရှိမြည်သူမြမွေးရပါဆံပြအယောင်းသမားဟူ၍မရှိမြည်သူမြမွေးရပါအရှုံးသမားဟူ၍ မရှိမွေးရပါ လူသားဟူ၍သာရှိ၏လူတိုင်းလူတိုင်းဤတိုးတက်ပြီးအရေးအချင်းတို့မဟုတ်တိုးတက်ဆဲအရေးအချင်းမှာ ထိုသူဤလုံးဝတာဝန်သာ ဖြစ်၏စင်ကြယ်စင်လက်တွေသူကြီးရှောက်လဲချက်တွေကိုဘေးချိတ်ထားလိုက်တကယ်အောင်မြင်ခြင်းစိတ်ပြင်းပြပြီး တကယ်ကြိုးစားသော လူတွေက ရှေးပဝေတနီကလေးကပင် အခြားလူတွေအလုံးကိုကြော်တက်ခဲ့ကြသည်မိမိတို့၏မအောင်မြင်မှုအတွက်စင်ကြီးစင်လက်အမျိုးမျိုးပေးကာထိုင်ကြီးနေသူများထက်တကယ်ကြိုးစားသူကသာ အမြန်ဆုံးအောင်မြင်နိုင်သည်ကို လူတိုင်းသိကြ၏အောင်မြင်မှုသည်မွေးရာပါ အာတာချက်ဤအကျိုးရလတ်မဟုတ်မွေးရာပါပတ်ဝန်းကျင်ဤ အကျိုးရလတ်လဲမဟုတ်မွေးရပါအခွင့်အလန်းဤအကျိုးရလတ်လဲမဟုတ်မိမိကိုယ်ကို တိုးတက်အောင်ပြုပြင်နိုင်သော အရေးအချင်းဤအကျိုးရလတ်တာဖြစ်၏အလားတူပင် မအောင်မြင်မှုရှုံးနိမ့်မှုသည်လဲအခွင့်အလန်းမရှိသော အောက်ကျနောက်ကျပတ်ဝန်းကျင်တွင်မွေးဖွားလာသည့်မွေးရပါမအောင်မြင်မှု ရှုံးနိမ်မှုဤအကျိုးရလတ်မဟုတ်ကိုကိုကိုတိုးတက်အောင်ပြုပြင်နိုင်သောအရေးအချင်းမရှိခြင်းဤအကျိုးရလတ်သာဖြစ်၏ထို့ကြောင့်မိတ်ဆွေသည်မအောင်မြင်လျင်မချမ်းသာလျင်တခြားဘာကိုမှဘသူကိုမှအပြစ်တင်မနေပါနဲ့ကိုကိုကိုသာအပြစ်တင်ပါ မိတ်ဆွေကိုယ်တိုင်လှုပ်တင်သောအလုပ်ကိုမိတ်ဆွေအတွက်အခြားသူတွေလှုပ်ပေးလိမ့်မည်ဟုလဲလုံးဝမမျှော်လင့်ပါနဲ့အခြားသူများက မိတ်ဆွေအားလုံနီးကိုသာတင်ပြပေးနိုင်သည်ဥပမာဤစာအုပ်ကဲ့သို့သို့သောမိတ်ဆွေဤအလုပ်ကိုတော့လုံမပေးနိုင်စီးပွားရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်လူဘဝမှာပဲဖြစ်ဖြစ် မိษွေအောင်မြင်ရင်လင်မိษွေကိုယ်တိုင်လုံမှဖြစ်မည်မိษွေကိုယ်တိုင်လုံရမည်အယ်ဘတ်ဟက်ကတ်ကတာဝန်ထမ်းနိုင်သူထံသို့တာဝန်လာသည်ဘလို့လုံရမည်ဟုသိသောသူထံသို့အာနာစိုက်ရောက်သည်ဟု၍ရေးသားခဲ့သည်ဤဆိုကိုကျွန်ုပ်က ဘလို့လောက်ရမည်ဟုသိခြင်းသည် ပထမအဆင့်သာရှိသေးသည်ဒုတိယအဆင့်အနေဖြင့်ထုတ်လောက်ရအောင်မည်ပြုတ်လောက်ရအောင်မည်ဟု၍ဖြစ်ဆွတ်ခြင်းသည်မိတ်ဆွေသည်သိခြင်းတသက်ကြောင့်တထေးမဖြစ်နိုင်သည်လုံမှသာဖြစ်နိုင်လိမ့်မည်မိတ်ဆွေလာလာရသည်မှာတည်သောဘ ഹു တုတ္တကြောင့်မဟုတ်ထုတ်လုံမှုကြောင့်ဖြစ်၏ ဘသူ အကြီးအကဲဖြစ်နိုင်တယ်လဲဟူသောမေးခွန်းကိုဟင်နရီဖော့ကအကြီးအကဲဖြစ်နိုင်တဲ့အရေးချင်းပြေဝဆုံးသူအကြီးအကဲဖြစ်မှာပဲဟုအပြည့်ပေးသည်ဒိဗေကတော့ဘသူမဆိုအကြီးအကဲဖြစ်နိုင်သည်ဘသူမဆိုဘဝတွင်လိုချင်တာရနိုင်သည် သူနေဖြင့်တေကြပါအောင်မြင်နည်းများကို လေလာကျင့်သုံးရန်သာလို၏ ယင်းဒီများက သူလိုချင်သောယာဒူးအတွက်သို့မဟုတ်သူလိုချင်သောအောင်မြင်မှုအတွက်အကောင်းဆုံးအရေးအချင်းကို ဖြည့်ပေးလိမ့်မည်။အောက်ပါတေကြပေါက်အောင်မြင်နည်းများကို လေ့လာကျင့်သုံးလျင်မိတ်ဆွေသည်မိသည့်စီးပွားရေးလုပ်ငန်းမှမဆိုထိတ်ဆုံးအထိရောက်နိုင်၏။၁ကိုကိုကိုပို၍အတုံးဝင်အောင်အမြဲတမ်းတိုးတက်ဖြည့်စည်းနေရမည်။၂ မိမိ၏အရေးချင်းသည်မိမိ၏လက်ရှိအလုပ်ထက်မြင့်နေရမည်။သို့မှသာယာဒူးတက်မည်။ယင်းတို့မဟုတ်လျင်မိမိထက်အရေးချင်းသာသူကမိမိယာဒူးကို လူယူသွားလိမ့်မည်။မိတ်ဆွေသည်ကုန်ပစ္စည်းတိုးတက်ပြုပြင်ရေးဝန်ဆောင်မှုတိုးတက်ပြုပြင်ရေးထုတ်ကုန်အယောင်အမြတ်တိုးတက်ရေး ကုံကြစိတ်အမှားအယွင်းမကျေနပ်ချက်ရောနေရို့အတွက်စိတ်ကူးကောင်းအကြံကောင်းများကို အမြဲတမ်းစိတ်အားထက်သန်စွာဖော်ထုတ်ပေးနိုင်သူဖြစ်ရမည်။ဣသာအုပ်အခန်း73ပါအံ့ဘွယ်မေခွန်60တခုကိုအသုံးပြု၍စိတ်ကူးမိွားဖော်ထုတ်ရမည်။မိတ်ဆွေသည်အမှုရန်တယောက်အနေဖြင့်မိမိ၏ကုမ္ပဏီအတွက်ကာကြီး သူများလိုချင်တာကို များများပေးရမည်။ခါခွေသူများမလိုချင်တာကိုနည်းနည်းပေးရမည်။ငါမိတ်ဆွေဒီကုမ္ပဏီတိုးတက်ရေးအတွက်လှုပ်တင်နာမှန်သမျှကိုလှုပ်တင်သည့်အချိန်တွင် အမြဲတမ်းလုပ်နေရမည်။ကြိုက်ကြိုက်မကြိုက်ကြိုက်လုပ်နေရမည်။၆မိတ်ဆွေဒီကိုကိုကိုပို၍အတုံးကြအောင် ပို၍ကောင်းသောအလုတ်ကိုပို၍လုံနိုင်အောင်မိမိ၏အလုတ်ရှင်အားမကြာခဏမေးမြန်းပြီး အကြံဉာဏ်တောင်းခံရမည်အထက်ပါတေဇာဘောက်အောင်မြင်နည်း6မျိုးကိုလိုက်နာကျင့်သုံးပါအတိအကျလိုက်နာမှုရှိမရှိ မကြာခဏပြန်လည်သုံးသပ်ပါစစ်တမ်းထုတ်ပါယာရူတူ ထိတ်တန်းရောက်ပြီးအမြန်ဆုံးတထေးဖြစ်မိမှာတေကြပေါက်ဖြစ်၏မင်္ဂလာပါခင်ဗျာဆ ्याम ောင်ဘောထွန်းဘာသာပြန်နဲ့အမြန်ဆုံးတထေးဖြစ်နီးအခန်း90အမြဲတမ်းမလုံးပေးပါအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်စေပညာဤအဓိကအချက်အချာသည်စေဇော်မှုပြတနာဖြစ်သည် တိပ္ပံပညာဤအခြေခံသည်တလူတယောက်ဒီလုံနေကြအတိုင်းဘာကြောင့်လုံတလဲနှစ်တမှုထူးကြစွာလုံရန်ဘာလိုအပ်တလဲဟူသောမေကွန်နှခုဤအဖြေကိုလိုအပ်ခြင်းဖြစ်၏ဟူ၍စိတ်ပညာရှင်ကြီးနသန်နီယဘရာဒင်ကဆိုခဲ့သည် မိတ်ဆွေဒီအဆိုပါမေကွန်းနှစ်ခုကို ဖြေဆိုနိုင်ရင် လူတို့ပြဿနာများကိုလည်းကောင်းစွာ ဖြေရှင်းနိုင်လိမ့်မည်စီးပွားရေးလုပ်ငန်းမှာအကြီးအကျယ်ဆုံးအရေးအချင်းကအခြားလူတွေနဲ့အစဉ်ပြေအောင်ဆက်ဆံနိုင်ပြီးသူတို့ရဲ့လောက်ရက်တွေအပေါ်မှာဩဇာတက်ရောက်နိုင်မှုပါပဲဟုဂျွန်ဟန်ကော့စ်ကပြောသည် ဤခန်းတွင်လဲထိုအကြောင်းကိုပင် ဖော်ပြမည်ဖြစ်သည်လောကတွင် လူများစုကြီးသည်ကြီးပွားချမ်းသာရေးပြည့်မှတ်ကိုချိန်ရွယ်ကြသည် သို့တော်လည်းသူတို့သည်တနတ်ကိုချိန်သာချိန်တတ်ပြီးတနတ်ခလုတ်ကိုတော့မဖြုတ်တတ်ကြယခုဤခန်းတွင် ခလုတ်ဖြုတ်နီးကို ဖော်ပြမည်ယင်းခလုတ်မှာ အခြားမဟုတ်စေဇော်မှုခလုတ်ဖြစ်သည် အမှုရန်တယောက်သည်နေ့စဉ်နေ့တိုင်းလုပ်နေကြအလုပ်ကိုသာလုပ်နေရသည် သူ့လုပ်ငန်းတိုးတက်ရေးအတွက်သူ့ထမမြည်သည့်အကြံဉာဏ်မှလည်းမတောင်းခံသူက အကြံဉာဏ်ပေးခြင်းတော်လဲအထက်က ခွင့်မပြုလက်မခံထို့သောဆိုလျင်ထိုသူဤ အလုတ်ဆွမ်းဆောင်ရည်သည်ယာနှုံးမြေပဲတော်မှမတိုးတက်နိုင် မရရှိနိုင်ဟုစိတ်ပညာတုဒေသနစစ်တမ်းအရာတည်ရ၏ဤတွင်စေသောမှုနှင့်ပတ်သက်လာသည် စေသောမှုတွင်မက်လုံးပါ ပေါင်းထက်လိုက်လျင်စေသောမှုဆွမ်းအားသည်အကြီးအကျယ်တိုးပွားလာ၏ကုမ္ပဏီအများစုသည် အချိန်ပိုင်းအမှုရမ်းများအားအချိန်မြင့် လောက်ခပေးသည်သို့တော်လဲကုမ္ပဏီအနေဖြင့်နေစဉ်လုံနေကြအလောက်ကိုသာရသည်ယင်းလောက်တဲ့တန်ဖိုးရှိသော တိုးတက်ရေးအကြံဉာဏ်များကို မရရှိကြတို့ဆိုလျင် တိုးတက်ရေးအကြံဉာဏ်များရရှိအောင်ဘာလုပ်ရမည်နည်းအကြံဉာဏ်များ ပေးခြင်းလာအောင်အမှုရန်များအားစေသောတိုက်တွန်းပေးရမည် ဘယ်လိုစစ်စော်တိုက်တွန်းပေးရမှာလဲဤဒီဝင်လင်းဤခန်းနှင့်ပတ်သက်သည့်အဓိကမေကွန်းဖြစ်၏နပိုလီယံကတော့ဤတနည်းကိုသုံးခဲ့သည် သူသည်ဂုံဒူးဆောင်တပ်ကိုဖွဲ့စည်းပြီးတပ်သား1500တို့အားအမှုရန်ကောင်းတစိမ့်များချီးမြှင့်သည်ဗိုလ်ချုပ်ကြီး78ဦးအား မာရှယ်ယာဒူပေးသည်သူ့တက်ကိုလဲဘရင်တက်မရောဟူ၍နာမည်ပေးသည်စစ်ရေဝနေသောစစ်သည်များအားကစားစရာများ ဖြင့်မြောက်ပေးရန်ကြိုးစားသည် ဆိုပြီးလူတွေက ဝေဖန်သောအခါနပိုလီယံကလူတွေကို ကစားစရာတွေကအုတ်ချုပ်တာပဲဟူ၍ပြန်ပြောသည် ကောင်းပြီဖြစ်နိုင်သည် သို့တော်ကျွန်တော်ဤပုဂ္ဂလိကအယူအဆကို ပြောရလျင်တော့လူတွေအားမလုံးပေးစေသောမှုပြုလုပ်ရာတွင်ဂုံပြုလက်မှတ်များစုတစိတ်များစသည်တို့ကို အလေးထားသင့်တော်လဲထိုများလောက်နှင့်မလုံလောက်သေးမပြည့်စုံသေးဟုသဘောရသည် ထို့ကြောင့်အလုံးစုံစေသောမှုလုပ်ငန်းစဉ်တစ်ခုလုံးကို သုံးသပ်ကြည့်ရန်လိုအပ်လာ၏ လူတွေအားစေစော်မှုပြုသောတေကြပေါက်အောင်မြင်ဤသည်မလုံးပေးခြင်းဖြစ်သည်သို့တော်လည်းမလုံးပေးရာတွင်ထိရောက်မှုအရှိဆုံးအရာကို ပေးနိုင်ဖို့လိုသည်စုတစိတ်တွေဂုံပြုလက်မှတ်တွေပေးခြင်းသည် အတိုင်းအတာတစ်ခုအထိထိရောက်မှုရှိတော်လဲအကောင်းဆုံးဟုတော့မဆိုနိုင်ထိရောက်မှုရှိမရှိကိုမလုံးစုရရှိသူဤစိတ်ဝင်စားမှု ကြိုက်နှစ်သက်မှုရှိခြင်းမရှိခြင်းဖြင့်သာဆုံးဖြတ်နိုင်လိမ့်မည်။တကဘာလုံးအကြိုက်ဆုံးနှင့်အထီရောက်ဆုံးမက်လုံးကတော့ပက်ဆံပင်ဖြစ်၏။ပက်ဆံဖြင့်မလုံးပေးရာတွင် စုငွေအဖြစ်၎င်းလကတိုးပေးခြင်းဖြင့်၎င်း ရာဓူးတိုးပေးခြင်းဖြင့်၎င်းပေးနိုင်သည်။မလုံးပေးမည်ဆိုရင် ရွှေတူသည်ဘယ်တကားကိုမဆိုဖွင့်နိုင်သည်ဟူသောဆိုရိုးစကားကိုတတိရသည်၏ပတ်စံဖြင့်မက်လုံးပေးလျင်လက်ခံရရှိသူအနေဖြင့်မိမိအတွက်ဖြစ်စေမိသားစုအတွက် ဖြစ်စေကြိုက်ရာပစ္စည်းကိုဝယ်ယူရရှိနိုင်သည်ကုမ္ပဏီတစ်ခုတွင်ဥက္ကဋ္ဌအဖြစ်ကျွန်ုပ်လောက်ကင်ခဲ့စဉ်ကနေလက်အယောင်းဝန်ထမ်းများအတွက် အယောင်စွမ်းအားပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့ဘူးသည်ပထမရသူအားအပျော်စီးစိန်ခံအမြန်ရေရင်ကြီးကိုချီးမြှင့်ရန်တတ်မှတ်သည်ဘဲကြောင့်ဆိုသောဤစုကြီးကိုရရှိသူသည်ပတ်စံစုကိုရရှိခြင်းထက်ပိုပြီးဂုံယူကျင်နှက်လိမ့်မည်ဟုကျွန်ုပ်ယူဆသောကြောင့်ဖြစ်၏ တို့ဖြင့်ပထမစုကြီးကိုရရှိသူသည် သူ့မိသားစုနှင့်မိတ်ဆွေများအားအမြန်ရေရင်ပေါ်တင်ပြီးအပျော်စီးရင်အလွန်အမင်းဂုံယူနေမိပုံကိုမှန်းဆမြင်ရောင်ကကျွန်ုပ်အလွန်ကျေနပ်နေမိသည်သို့သောလက်တွေ့တွင်ငါကျွန်ုပ်ဤအထင်မှားအမြင်နှင့်ပါဆင်အောင်လွဲနေ၏ပြိုင်ပွဲဝင်အယောင်သမားတွေကကျွန်ုပ်ယူဆသလို့ လုံးဝမယူဆကြပြိုင်ပွဲကိုလည်းစိတ်ဝင်စားတဲ့နှလောက်မဝင်စားကြအစိုးဆုံးကတော့ပထမစုရသူက သူရရှိသော အပျော်စီးစိန်ခံအမြန်ရည်ရင်ကြီးကို လုံးဝထုတ်မယူပဲရည်ရင်အယောင်ကိုစလဲအားလက်ငင်းငွေခြေဖြင့်ပြန်ရောင်းပြစ်လိုက်ခြင်းပင်ဖြစ်သည်ထို့ကြောင့်တကဘာလုံး အကြိုက်ဆုံးမက်လုံးမှာပက်ဆန်သာဖြစ်၏ရွှေတူသည်ဘဲတကားကိုမဆူဖွင့်နိုင်သည်